ကိုဗာလေးဆိုတော့တည်ရပေါ့နော်အဲ့လိုကျွန်တော်ကငငယ်ငယ်နဲ့အဲ့လိုဒီအကောက်အယံဝသနာပါငငယ်တော့တော့ရှက်တယ်ကြီးတော့မရှက်တော့ဘူးပြအဲ့လိုဒါဆိုတည်းရာအာပြိုင်ပွဲမှာကျွန်တော်ဝင်ပြိုင်မှာကြောက်ဆုံးနေတဲ့အိမ်မက်လေးပြန်တွေ့တာပေါ့နော် days a holiday တဝိုင်းတယောက်နေနဲ့ဒီ dance community မှာရက်တီဘွားလုံးဝမလွယ်ဘူးကွာတော်တော်ကိုမလွယ်ရတယ် ကျွန်တော်အနာဂတ်မှာတော့ကျွန်တော်လှုပ်ရှင်တာတော့ကျွန်တော် international ကဒန်ဆာယူနဲ့ထိတွေ့ပြီးတော့သူတို့ ရှာနေပြီပညာရဲ့အများကြီးယူကျင်သေးရယ်ပေါ့နော်နာမည်ကတော့ဟက်ကီပါအမှန်တော့ကျွန်တော်နာမည်အရင်းကိုတလုံးပြောင်းလိုက်တာ အဲ့ဆိုဟက်ကီဆိုပြီးဖြစ်သွားအဲ့အဲ့လေးကြိုက်တယ်ဆိုပြီးအဲ့လိုပြီးလိုက်တယ်ဟက်ကီဆိုအော် one piece fan ဆိုပြီးပြောကြရပါတော့အဲ့ကြမှာ one piece ကိုတော့တိတယ်ပေါ့နော်ဟိုကဒါပေမဲ့အဲ့လိုမျိုးတခြားတဲတဲဝင်မသိသူတို့ပြောမှသိရောအော် one piece ဆိုတော့သူတို့အဲ့ထဲမှာ power လို့ပြောတယ်အဲ့ဟက်ကီဆိုရဟာလေအဲ့အဲ့လိုမျိုးနည်းနည်းတိုက်ဆိုင်သွားပါဘူးဒါပေမဲ့အဲ့နာမည်ယူထားတော့မဟုတ်ဘူးကျွန်တော်နာမည်အရင်းကိုတလုံးပြောင်းလာပါတော့အဲ့ဟုတ်တယ်ဆိုတော့ငငယ်လေးနဲ့ပေါ့နော်ကိုယ့်ကိုဘာလဲဆိုတော့တိရယ်ပေါ့နော်အဲ့လိုငငယ်နဲ့အဲ့လိုဆော့တာအစားအဲ့လိုမျိုး မတူဘူးပေါ့နော်သူများရဲ့နဲ့အဲ့လိုမျိုးမရှိဘူးဗျအဖေကလည်းအဲ့လိုတွန့်တဝှချင်တာပေါ့ဗျကျွန်တော်တို့ကျတော့အဲ့လိုဒန်ဆာဆိုပို့ပြီးတော့ပေါ့နော်အဲ့လိုဘက်ကီချင်းတွေဘက်ကီအင်ဂျီဘက်ကီတီးတွေဝတ်တယ်ပေါ့နော်အဲ့လိုပွားတာကိုယ့်ထက်ခနာကိုယ်ထက်ကိုပွားတာဝတ်တာကိုကြိုက်တယ်ပေါ့နော်အဲ့လိုလူငယ်လေးဖြစ်တော့အိမ်ကတော့အဲ့လိုဘာမှမပြောဘာမှလည်းမကန့်ကွက်အဲ့လိုမျိုးတိုင်းပဲလွတ်ထားရဲဆိုတဲ့သဘောပေါ့ဟုတ်ကဲ့ကျွန်တော်ကအဲ့လိုဒီတိုင်းနေနေပြီမဲ့အခုထိပေါ့နော်ကျွန်တော်ကအဲ့လိုအရင်ရှိဖို့ကောင်းတဲ့ခေတ်ရောရှိရဲဒါပေမဲ့ အဲ့လို LGBT ပတ်ဝန်းရှင်အဲ့လိုအဲ့လိုတငယ်ချင်းအတိအဲ့လောက်ထိမရှိဘူးပေါ့နော်။ဟိုကိုပိုင်ရှိုးတော့ဒါကျွန်တော်ဟို respect ထားရတဲ့ဟို senior တွေပေါ့နော်။အဲ့လိုသူတို့နဲ့တီးခွင့်ရလဲဒါအဲ့လိုအခွင့်အခွင့်ရေးရလို့တီးခွင့်ရတော့ပေါ့နော်။အဲအဲ့လိုမျိုးကျွန်တော်အဲ့လိုငယ်ခင်းနဲ့ပခုံးဖက်ပေါင်းလာရလို့ဆိုလို့မရှိဘူးကွာအဲ့လောက်ထိ။ငယ်ခင်းနဲ့ကျွန်တော်အဲ့လိုတယောက်တည်းလို့ဖြစ်နေတယ်အဲ့လိုတတိတတန်နေရဆိုတာဒါကျွန်တော်က อินโทรเวิร์ตไตเลยไม่รู้เหมือนกันที่ပြောมาบาญาก็อัดแน่นสูงเนาะช่างเลยครับตันตัดเลยส่วนเลยเราก็ไอ้โหบลูပြောมาเลยชื่อซงแต่มาถ่ายเนี่ยพี่ก็บดุเนี่ยมาเอาที่ပြောเลยไม่ชื่อปะเนาะไอ้โหကိုစာပဲလုပ်တယ်အဲ့လိုတိုက်ဆိုတယ်အဲ့လိုစိုးစိုးရွားရွားတော့မကြုံခဲ့ရဘူးပေါ့နော်ငငယ်ကလေးတုန်းကတော့အဲ့လိုမျိုးတစ်ဖက်သက်အဲ့လိုမျိုးကြီးတော့ကြုံခဲ့ဘူးတော့ပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့လိုပဲ neck lee လုပ်ထားလိုက်တာကျွန်တော်ပြီးတော့လူတိုင်းကိုကျွန်တော်အဲ့လိုမျိုးလူလို့ပဲမြင်တယ်ဘသူစိုးစိုးအဲ့လိုမျိုးသူလူတယောက်ပဲအဲ့လိုပဲမြင်တာဆိုတော့လေ အဲ့ကိစ္စတွေကိုလည်းကျွန်တော်ကျွန်တော်ကိုယ်တိုင်ကလည်းအဲ့လိုမျိုးအငါဒါဖြစ်နေလို့ဆိုပြီးတော့အဲ့လိုမျိုးဘယ်တော့မှမတွေ့ဘူးပြအဲ့ကြောင့်ကျွန်တော်ကငငယ်ငယ်နဲ့အဲ့လိုဒီအကောက်အယံဝသနာပါငငယ်တော့တော့ရှက်တယ်ကြီးတော့မရှက်တော့ဘူးပြအဲ့လိုဘာလဲဆိုတော့အဲ့အမေကပေါ့နော်ကျွန်တော်အဲ့လိုကိုယ်ရင်လွယ်ထားတော့ကတည်းကသူကအယံပိုက်ထဲမှာကလည်းနဲ့ကနေရဆိုပြီးတော့အယံပြောတာသူကအယံအငိမ်မနေလို့ဆိုပြီးတော့တခါပြလေခေါင်းကဒီဘက်ရောက်ဟိုဘက်ရောက်တယ်ဖြစ်လို့လို့ဆိုပြီးတော့ပေါ့နော်တစ်ဘက်လောက်ကြီးအဲ့လို ိတ်ဖြူနေပတ်ထားရတယ်ဆိုပြီးတော့ပြောဦးတယ်အမေကခဏခဏပြောရယ်အတငယ်ချင်းလာရယ်လည်းအဲ့ပြောရယ်အရင်ပြောရယ် dancer community နဲ့ ठी တူခင်ရတာကိုကျွန်တော်ဟိုဆယ်တန်းအောင်ပြီးခင်တယ်2016 2010အဲ့အဲ့လောက်ခင်နေပြီဆယ်တန်းအောင်ပြီးတော့ရန်ကုန်လာပြီးတော့အကကချင်ကျွန်တော်အကနဲ့ပတ်သက်ပြီးတခုခုသိချင်တာပါအဲ့ဆိုကျွန်တော်အဲ့လိုတင်တန်းတွေလိုက်ရှာတယ်တက်တယ်ပေါ့နော်အဲ workshop တွေပါတက်ကြည့်တော့အဲ့မှာ ရာနဲ့ပေါ့နော်ကျွန်တော်လက်ဦးဆရာရှိတယ်သူအခုတော့မကတော့ဘူးပေါ့နော်အဲသူသူကနေပြီးတော့အဲ့လိုအဖွဲထဲပါရင်လားဆိုပြီးခေါ်ပြီးတော့အဲ့လိုကျွန်တော်ကခိုင်းနေပေါ့နော်အဲ့လိုဒဝဲနှပွဲပဲကတည်းအဲ့ကျွန်တော်အဲ့ဒန်ဆာလိုက်နဲ့အဆက်အသွယ်ပြတ်သွားတာကအဲ့လိုဘယ်လိုပြောမလဲယူနီတော်တက်လိုက်တဲ့အချိန်မှာပေါ့ယူနီကလည်းရန်ကုန်နဲ့အဝေးအဲ့လိုပြူးလိမ်ပဲရောက်သွားတာလေအဲ့ဒါဆိုအဲ့လိုဂျိုင်းမှာတော့ဆက်တယ်ပြတ် is a love ကျွန်တော်အခကြောင့်သေချာသိတာဒီဒန်ဆော့တရီကအာပြိုင်ပွဲမှာကျွန်တော်ဝင်ပြိုင်မှာပျောက်ဆုံးတဲ့အိမ်မက်လေးပြန်တွေ့တာပေါ့နော် My check to the bank နိုင်ခုဆိုပြီးတော့အဲစောက်ဖွဲ့ပြီးတော့အဲနောက်တစ်ဆင့်ဒုတိယဆင့်တတိယဆင့်လာပဲဟိုမှာပြုတ်လာပြိုင်ပွဲမှာတီးရတဲ့လူအကုန်လုံးကအရင်နှွေးထွေးကြတယ်တဘွားလုံးမရနိုင်ပဲဟာရအများကြီးလှုပ်လဲရတယ်ပေါ့နော်ပြီးတော့မတိသေးတဲ့လူမတိသေးတဲ့ပညာရက်ကိုလည်းပို့ပြီးတော့ထိတွေ့ခင်ရလိုက်တဲ့တော့ကျွန်တော်အဲ့လိုအရင်ပြောအေးတော့ဆိုရင် မန်နေဂျာမရှိဘူးဟုတ်တယ်ဂေးအသည့်တွေအများကြီးရှိတယ်တန်စာတွေမှာပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့တုံဝိုင်းကတော်တော်ရှာတယ်မရှိသလောက်ပဲကောက်ယူတုတ်ပြီးတော့အရန်ကိုပရှင်ရှိရဲ့တန်စာဆိုလို့အဲ့လိုမတွေးမိဘူးပေါ့နော်ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်တစ်ဖက်သက်တမ်းအမြင်ပြောရရဆိုရင်တုံဝိုင်းတယောက်အနေနဲ့ဒီ dance community မှာရက်တီဘွားလုံးဝမလွယ်ဘူးပေါ့နော်တော်တော်ကိုမလွယ်ရတယ် right ရေဗျ။ကျွန်တော်အရင်လှုပ်ရှင်တဲ့အဲ့ဟာလေ။ဒါပေမဲ့မတွေ့နေရခဲ့လို့ပြောပြ။အပေါင်းသင်းနဲသလားဆိုရင်ကျွန်တော်နဲတဲ့တော့မပေါအောင်။ဒါပေမဲ့ကျွန်တော်အပေါင်းသင်းကအဲ့လို normal တွေများရဲ့အဲ့လို LGBT တိုင်းဝိုင်းတွေကအဲ့လိုတိတ်မရှိဘူး။အဲ့အဲ့ဒါကပြဿနာဖြစ်နေမှာထင်တယ်။မကားတော့ဘူးဆိုပြီးတော့ဒီလုံးဝ pressure တွေဖြစ်ဖြစ်ပြီးတော့ပေါ့နော်။လုံးဝစိတ်ကြကြခဲ့တဲ့အခြေအနေတွေရှိခဲ့တယ်ပေါ့နော်။ကျွန်တော်အနာဂတ်မှာတော့ကျွန်တော်လှုပ်ရှင်တာတော့ကျွန်တော် international ကဒန်ဆာတွေနဲ့ထိတွေ့ပြီးတော့သူတို့ ရှမ်းနေပဲပညာအများကြီးယူကျင်သေးရပေါ့နော်အများကြီးပေါ့နော်ကိုကိုကိုလည်း improve ဖြစ်အောင်အများကြီးလုပ်လုပ်မယ်လို့ရှင်းမှန်းထားရပေါ့နော်လောလောဆယ်ကတော့ကျွန်တော်အဲ့လို freelance လုပ်တယ်ပေါ့နော် freelance ကကျွန်တော်တငယ်ချင်းတွေအဲ့လိုမျိုးဟိုကျွန်တော်အဆက်အသွယ်နေပဲအဲ့လိုမျိုးကပြစ်နေရပေါ့နော်ပြီးတော့ကျွန်တော်အဲ့လိုပွဲတွေပါရင်လာအပ်တယ်ရှိရကျွန်တော်အဲ့လိုကြာရင် ဖွဲ့ရနေတေချာ client စိတ်တိုင်းじゃအဲ့လိုမျိုးပြန်လုပ်ပေးရပြန်ပြန်လူကြည့်လိုက်ဟောတန်တန်လေးဆိုပြီးတော့မြင်အောင်လို့နေရပြကို confidence ရှိတဲ့ outfit ဝတ်ဝတ်နေရရင်ဆိုရင်ကျွန်တော်ကအဲ့လို confidence ရှိပြီးသားဆိုကိုကနေဒီလိုပုံစံကြီးဖြစ်မှအဲ့လိုမျိုးဖြစ်မှဆိုပြီးတော့အဲ့လိုမျိုးဖြစ်နေရတော့မရှိဘူးပြအဲ့ dancer community ကလူတွေကလည်းအရန်ဝမ်းဖြစ်တယ်ကျွန်တော်ဖြစ်တည်ဖို့လည်းလက်ခံပေးတယ်ဘိုင်ဆိုဆိုင်တော့ကောင်းဆက်မဲလို့တွေ့ရင်တော့သဘောကျတော့အားကျ ချတယ်။ကိုပိုင်ဆိုးတွေ့လဲအဲအဘလိုက်ရမိုက်ဘာညာကျတော့အဲ့လိုတော်တော်တော့ကန်ကြီး။ဒါပေမဲ့အဲ့လိုကိုကိုတိုင်းကဖြစ်ဖို့တော့ကြောင့်အချိန်အများကြီးလိုတယ်လို့ထင်တယ်။ဘာလို့လဲဆိုစိတ်အဓိကကိုဆုံးဖြတ်ချက်ရယ်ပါတယ်ဒီအဲ့လိုမျိုးဒါကိုကဒီရတဲ့ဆေပြေဆိုဒီတိုင်းပဲကျွန်တော်ဆက်သွားခြင်းတယ်အဲ့လိုမျိုးဒီကလေး transport ဖြစ်ဖို့အဲ့လိုမျိုးစိတ်ကဖြစ်လာရင်လည်းလုံးဖြစ်မယ်လို့တော့ထင်တယ်။ကျွန်တော်လမ်းသွားနေတဲ့တောင်မှာရှိရအဲ့လိုမျိုးလိုက်စားခြင်းတဲ့လူတွေတဲ့မှာဒီကျွန်တော်တို့ဝတ်ထားတဲ့ဟာကိုတောင်မှာလိုက်ပြီးတော့ပါတဲ့ အာဘာရောသူပိုတော်တော်ရနေအဲ့လိုမျိုးယူပါတက်ဝိုင်တူကေဘာညာဆိုလို့ရှောက်စားရရှိရပါတက်မလားအဲ့လိုအဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောနေတဲ့လူတွေကိုလည်းကျွန်တော်မပတ်သက်ဘူးပြီးတော့အဲ့လိုလူကိုလူလို့ပဲမြင်လိုက်ပဲလူနဲ့ရောက်ချစ်ချစ်လို့ရရကွာတက်မလားအဲ့လိုမျိုးအဲ့ကိစ္စတွေပဲတွေးနေတဲ့လူကအဲ့ဟာပဲတွေးနေမှာပဲဆိုပြီးတော့ကျွန်တော်ကတွေးလိုက်တာဘာမှအဲ့လိုမျိုးဒီလိုနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ကဘာမှလည်းမမြင်တယ်လို့ရှိရလို့လည်းမမြင်ဘူးပေါ့နော်ကျွန်တော်အေးဆေးပဲနေရလူဆိုတယ်တဲ့မလားကျွန်တော်အသက်နည်းနည်းကြီးလာတော့အဲ့ကိစ္စတိတ် မရှိတော့လို့တော့ခံစားရတယ်ပဲကျွန်တော်တယောက်တည်းအမြင်နဲ့ပြောရရင်ပေါ့နော်လူတွေလည်းပို့ပြီးတော့လက်ခံလာတယ်လို့ခံစားရတယ်ပြီးတော့အသက်ကြီးပိုင်းတွေလည်းနည်းနည်းပို့ပြီးလက်ခံလာတယ်ပေါ့နော်ကျွန်တော်အိမ်မှာဆိုကျွန်တော်အဖွာတို့ကျွန်တော်အမေတို့ပေါ့နော်အဲ့လိုမျိုးသူ့လည်းအများကြီးလက်ခံလာတယ်ပေါ့နော်အဲကျွန်တော်အဲ့လိုတော့မြင်ဘူးအကောက်ဝါသနာပါပြီးတော့ပေါ့နော်အဲ့လိုမျိုး LGBT တိုင်ဝမ်တွေရပဲဖြစ်ဖြစ်ပေါ့နော်ဒီတဝိုင်းလေးဆိုတော့ဝဲခန်းပေါ့နော်တဝိုင်းလေးပို့ပြီးပါဒါမဲ့လည်းအကုန်လုံးပေါ့နော်ကျွန်တော်အကုန်လုံးတော့ဝဲခန်းလုပ်တယ်ဗျအကုန်လုံး ဒီဘဝအကဝန္နာပါပြီးတော့တကယ်ဖြစ်ချင်တယ်တကယ်ဖက်ရှင်ရှိရယ်လို့ကိုယ့်ကိုခံယူထားရယ်ဘောနော်အဲ့ကြရင်ကျွန်တော်တော့လုံးဝဝယ်ခံဘောနော်အများကြီးလဲအဲ့လိုကိုကိုကအဲ့လောက်ထိဟိုကိုတာဂက်ထိတော့မရောက်သေးဘူးနေဘောနော်ကျွန်တော်တည်တဲ့လောက်တော့အကုန်လုံးပြောပြရယ်ပဲကျွန်တော်အကုန်လှုပ်ပေးရယ်ပဲဟုတ်ဒီကိုရတဘောကောင်းပါတယ်ဟုတ်ဟုတ်တယ်တဘောကောင်းအရန်တဘောကောင်းလို့ပဲ